အားလုံးမင်္ဂလာပါဒီကနေ့ရန်သူမျိုး၅ပါးကိုဆက်လက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်ရန်သူမျိုး၅ပါးရန်သူဆိုတာကိုယ့်ကိုဒုက္ခရောက်အောင်ထိခိုက်အောင်ပျက်စီးအောင်လုပ်တဲ့အရာတွေကိုပြောတာဖြစ်ပါတယ်အဲ့ဒီရန်တွေနဲ့ကျုံးလာတဲ့အခါဘယ်သူမှမကူညီနိုင်ကြပဲအားလုံးပျက်စီးဆုံးရှုံးတတ်ပြီးပြင်းထန်စွာစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ကြရပါတယ် ရင်ရန်သူမျိုး၅ပါးမှာတဲ့ရေဘဲတင်ခြင်းရေလွှမ်းမှုခံရခြင်းနှစ်မီးဘဲတင်ခြင်းမီးလောင်ခံရခြင်းသုံးမင်းဘဲတင်ခြင်းရာသဘောတင်ခြင်းလေးတခိုးခုခံရခြင်းလူရက်ခံရခြင်းငါမိဘပစ္စည်းဖြုံတီးပြီးမိဘတွေကိုနှိပ်စက်တတ်တဲ့အမွေခံသားစုသမီးစုတို့ပဲဖြစ်ပါတယ်ဒီဘေး၅ပါးမှာ အခါခတ်သိမ်းလူကင်းပါသည်ဆိုပြီးဗုဒ္ဓဘာသာဝင်အများစုတို့ကကုစုပြူပြီးတိုင်းဆုတောင်းကြခြင်းဖြစ်ပါတယ်ဒီလောက်ဆိုရင်ဆုတောင်းကုမြတ်မှာပါတဲ့ရန်သူမျိုး၅ပါးကိုတိလောက်ပြီလို့ထင်ပါတယ်ခုဆိုရင်ဆုတောင်းကုမြတ်မှာပါတဲ့အပယ်၄ပါးကတ်၃ပါးရက်ပြစ်၈ပါးရန်သူမျိုး၅ပါးဆိုပြီးဆုတောင်းလေးမျိုးပြီးခဲ့ပါပြီအားလုံးလည်းနားလည်ကြမယ်လို့ယုံကြည်ပါတယ် အထက်မှာပြောပြခဲ့တဲ့အရာအလုံးအမားများပါလျင်ပြင်ဆင်ပြီးလိုအပ်နေပါကလည်းဖြည့်ဆွက်ပြီးဖတ်ပေးကြပါအလုံးကုကျမ်းမှာစိတ်ချမ်းသာကြ၍ကောင်းသောလူရင်းစံတော်များပြည့်ဝနိုင်ကြပါစေ။